တငယ်ချင်းကြီးပွားခြင်းတစ်စိတ်ကောင်းရှိရတယ်စိတ်ကောင်းရှိတယ်ဆိုတာကတော့မာခန္ဓာယုံဆိုတော့ဘုရားကြီးကလည်းနံပါတ်1အနေနဲ့ပြောတယ်ကျွန်တော်ဒီကနေ့စိတ်ကောင်းရှိတယ်ဆိုတဲ့စကားကျွန်တော်အကြိုက်ဆုံးစကားပဲစိတ်ကောင်းရှိတယ်ဆိုတာကုသိုလ်စိတ်လို့ပြောတာဗျစိတ်ကောင်းရှိတယ်ဆိုတာလောဘဒေါသမောဟကင်းတဲ့စိတ်ဘယ်နေတော့ဆရာပါရဂုရဲ့စာကိုဖတ်တော့လူမာတဲ့အခြေခံအဖြစ်အယောင်နေရှိတယ်တဲ့သူ့ရဲ့အခြေခံအယောင်လောဘဒေါသမောဟပဲတဲ့တခါတည်းကလောဘအယောင်ကြီးကတက်လာတာ တခါတရံဒေါသအယောင်တခါတရံမောအယောင်အဲ့ဒါလူရဲ့အယောင်ပဲတဲ့ကောင်းတဲ့အယောင်လဲ၁၀ယောင်ရှိတယ်တဲ့အဲ့ဒါပါရမီ၁၀ပါးကိုပြောချင်တာမခန္တီပါရမီလိုမေတ္တာပါရမီလိုပညာပါရမီလိုဝရိယပါရမီလိုအစရှိတဲ့၁၀ပါးကလဲလူဘဝအတွက်အဲ့ဒီအယောင်ကြတော့ခန္ဓာကိုယ်တောက်စေတာဖယားရောင်ကြီးတော်လွတ်တယ်ဘာညာဆိုတာကအဲ့ဒီခေအဲ့ဒီခါရေးတဲ့စာအရာကျွန်တော်တို့သိတာသို့တော်ဟုတ်တယ်လူတွေမှာလဲရောင်ကြီးတွေရှိတယ်ဗျာ တိခဏ်တဲ့ရောင်ကြီးမေတ္တာတရားရောင်ကြီးပညာရောင်ကြီးရှိတယ်တိခဏ်တတ်တဲ့လူကပို့ပြီးအယောင်တောက်တယ်မေတ္တာထားတဲ့လူကပို့ပြီးအယောင်တောက်တယ်ဟာဒီလိုပဲပညာတတ်တဲ့လူကပို့ပြီးအင်္ဂလိပ်လိုကလည်းမပြောတတ်ဆက်ဆံရေးကလည်းညံ့ဒေါသကလည်းကြီးဆို ခမရအယောင်ဘာဖြစ်တုံးမိန်တာလောကကြီးမှာတဲ့အနစ်နာခံတဲ့သူနဲ့ဘိုးကြတဲ့သူရှိတယ်ဘိုးကြတာလူတိုင်းမကြိုက်ဘူးအနစ်နာခံတယ် ဒီနေရာမှာမင်းเสียရရှိတယ်အနစ်နာခံတယ်ဆိုတဲ့နေရာမှာပြန်ခွက်ရင်နှမျိုးရှိတယ်တဲ့တချို့ဟာတာဝန်အပေါ်မှာအနစ်နာခံတယ်ခံစား권ပေါ်မှာအနစ်နာမခံဘူးတာဝန်ပေးအနစ်နာခံဖို့အစင်သင့်ခံစား권ကြရင်အနစ်နာမခံခြင်းဘူးအနစ်နာခံတာတောင်မှမြင့်မြတ်တဲ့အနစ်နာခံခြင်းဆိုတာတာဝန်အပေါ်မှာလဲအနစ်နာခံတယ်လို့ ခံစား권ပေါ်ပါလေအနစ်နာခန္ဓာကမှဖျားလိုခြင်းနဲ့အနစ်နာခံမှုမျိုး